ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အားဖြင့်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ယောမောဩရစာခန်းကြီး9အပိုင်ငယ်3မှ4ထိုမြတ်မကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်သီးခံခြင်းကို ပြုစုတတ်၏သီးခံခြင်းသည်လည်းတသက်ထင်ရှားခြင်းကိုပြုစုတတ်၏တသက်ထင်ရှားခြင်းသည်လည်းမျောလင့်ခြင်းကို ပြုစုတတ်၏ကျွန်တော်ဒီနောက်ကဘက်တော်မှာပါတွေ့ရလဲဆိုရင်တော့ဒုက္ခဆင်းရဲခြင်းကတဲ့သီးခံခြင်းကိုပြုစုတတ်တယ်ကျွန်တော်ဒုက္ခဆင်းရဲခြင်းတွေနဲ့ကြုံတဲ့အခါမှာသီးခံဖို့အင်မတန်ရည်ကြည်ပါတယ်အဲ့ဒီသီးခံခြင်းရှိပြီဆိုရင်သင်ကဒုက္ခဆင်းရဲခြင်းကိုသီးခံနိုင်ပြီဆိုရင်တော့သင်ရတတ်တာတွေမှာဘုရားသခင်ပြုတဲ့တတ်သိကထင်ရှားလာမှာဖြစ်ပါတယ်တတ်သိထင်ရှားလာတဲ့အခါမှာဘုရားသခင်ရဲ့မဆာခြင်းတွေသင်ရတတ်တာတွေမှာထင်ရှားလာတဲ့အခါမှာသင်ကမျှော်လင့်ပြီးတော့အသက်ရှင်တတ်မှာဖြစ်ပါတယ် ကျွန်တော်တို့ဘုရားသခင်ကဘာကြောင့်လောကထဲမှာဒုက္ခဆင်းရဲခြင်းကို ခွင့်ပြုထားတာလဲလူတွေကဒုက္ခဆင်းရဲခြင်းတွေနဲ့ပြဿနာတွေနဲ့အကျွေးတွေနဲ့မကျန်းမာခြင်းတွေနဲ့ယောဂါတွေနဲ့ဖိနှိပ်မှုတွေနဲ့လူတွေကဒီဒုက္ခဆင်းရဲခြင်းတွေကြားထဲမှာအသက်ရှင်ဖို့ဘုရားကဘာလို့ခွင့်ပြုရတာလဲဒုက္ခဆင်းရဲခြင်းတွေမရှိရင်ပုံမကောင်းဘူးလားအေးစစ်စစ်နေလို့ရတာပေါ့ဒုက္ခဆင်းရဲခြင်းကတိခံခြင်းကိုပြုစုတယ် ်ဒီခံခြင်းကတသက်ထင်ရှားခြင်းကိုပြုစုတယ်တသက်ထင်ရှားခြင်းကလည်းမျှော်လင့်ခြင်းကိုပြုစုတယ်ကျွန်တော်တို့ကိုဒုက္ခဆင်းရဲခြင်းတွေဖခင်အသခင်ကပေးတွေ့တယ်ဆိုတော့ကကျွန်တော်တို့အကျိုးအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ကိုမကောင်းဖို့အတွက်ကြာရှုံးသွားဖို့အတွက်ကျွန်တော်တို့ကိုဘဝကြီးခါသီးပြီးတော့တသက်လုံးစိတ်ပြက်လက်ပြက်နဲ့နေရဖို့ဖခင်လိုတော့မရှိပါဘူးဒုက္ခဆင်းရဲခြင်းကကျွန်တော်တို့ရဲ့အကျိုးအတွက်ဖြစ်တယ်ဒုက္ခဆင်းရဲခြင်းဆိုမှတော့ဘလို့အကျိုးလဲကျွန်တော်လောကမှာနေသူတွေဒုက္ခဆင်းရဲခြင်းတွေကကြုံနေမှာပဲဖြစ်ပါတယ် အဲ့ဒီဒုက္ခဆင်းရဲခြင်းတွေကကျွန်တော်တို့ကိုယိုင်နေတော့ကိုပျက်စီးသွားဖို့ဆုံးရှုံးသွားဖို့ဘုရားသခင်ထားရတာမဟုတ်ပါဘူးဒီဒုက္ခဆင်းရဲခြင်းတွေအပြင်သင်ကဘုရားရဲ့အလေးလာကိုသင်ယူနိုင်ဖို့ဘုရားသခင်နဲ့ပုံနီးကပ်လာဖို့ဘုရားရဲ့သဘောတော်ဘဝကိုပို့ပြီးတော့သိလာဖို့ဖြစ်ပါတယ်ဥမာခလေးတစ်ယောက်ကလမ်းစာလျှောက်တတ်တဲ့အချိန်မှာချိုလဲမှာဆိုလို့မိခင်ကခြိပဲခြိထားမှာဆိုရင်တော့အဲ့ဒီခလေးကသူလမ်းလျှောက်တတ်မှာမဟုတ်တော့ပါဘူးခြိသွားမှာဖြစ်ပါတယ်သူလဲကြတဲ့အချိန်ရှိပါမယ် အင်မတန်မှနာကျင်စွာနဲ့သူယုံထားရတဲ့အချိန်တွေရှိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒါကသူ့ရဲ့အသက်တာကိုလမ်းလျှောက်စေဖို့ရန်အတွက်ပံ့ပိုးပေးတဲ့အရာတွေဖြစ်ပါလေ။ကျွန်တော်ယောဘဝတ္ထုကိုကြည့်တဲ့အခါမှာစာတန်ရဲ့ရှေ့မှာဖယားသခင်ကယောဘကိုဖြောင့်မတ်တော်သူဖြစ်တယ်ဆိုပြီးတော့ဂုံယူဝါကြွားပြီးတော့တတ်သိခံပါလေ။ဒါပေမဲ့စာတန်ကယောဘကအကျိုးမရဘဲနဲ့ဖယားကိုကိုးကွယ်နေတာမဟုတ်ပါဘူး။ဖယားသခင်ကသူ့ကိုကောင်းကြီးပေးနေလို့သူကဖယားကိုကိုးကွယ်နေတာပါလို့စာတန်ကဖယားသခင်ကိုပြောတဲ့အခါမှာ ကောင်းပြီဒါဆိုရင်ယောဘကြီးကိုမင်းစုံစမ်းပါသူဥစ္စာရှိသမျှကမင်းလက်၌ရှိတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်တော့မင်းမထိစေနဲ့လို့စာတန်ကိုပြောတဲ့အခါမှာစာတန်ကတနေ့ချင်းမှာပဲယောဘရဲ့စီးစင်ဥစ္စာတွေယောဘရဲ့သားသမီးတွေအားလုံးကိုသတ်ပလိုက်ပြီးတော့ဖျက်ဆီးပလိုက်တယ်ယောဘမှာဘာမှမရှိတော့ဘူးတို့ရတွင်ယောဘကဖခင်သခင်ကိုမပြစ်မှားပဲနဲ့ဆက်လက်ပြီးတော့ဖခင်ဘုံမှာတစ္ဆာရှိပြီးတော့ယုံကြည်ကိုးကွယ်နေတယ်ဆိုတော့တွေ့ရပါတယ်ဖခင်သခင်ကအဲ့ဒီချိန်မှာစာတန်ကိုပြောတယ်ငါ့ကျွန်ယောဘကိုတွေ့လား သူစုံနေဖြောက်မှတ်တယ်။ငါရဲ့ခွင့်ပြုချက်နဲ့မင်းဘလောက်ပဲသူ့ကိုစုံစမ်းပါစေ။သူ့ကိုဘလောက်ပဲဖျက်ဆီးပါစေ။ယောဘကတစ္ဆာရှိတော်သူဖြစ်တယ်ဖြောက်မှတ်တော်သူဖြစ်တယ်လို့ဖခင်ကတတ်သိခံတဲ့အခါမှာစာတန်ကယောဘသူ့ခန္ဓာကိုမထိသေးလို့ပါ။သူ့ခန္ဓာကိုထိကြည့်ပါလား။ဖခင်ကိုသူကိုယ်ခွင့်မှာမဟုတ်တော့ဘူး။နောက်ဆုံးမှာဖခင်သခင်ကသူ့ခန္ဓာကိုကိုထိခိုင်းတယ်။သူ့ရဲ့အသက်ကိုတော့ထိလို့မရဘူး။စာတန်ကယောဘကို အနာတွေပေါက်အောင်ယောဂါတွေဆွဲအောင်စုံစမ်းသွေးဆောင်ပြီးတော့နှောက်ရက်ပါတယ် ယောဘကဘလို့ပဲဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ပါစေဖခင်သခင်ကိုနှုတ်နဲ့တော့မပြစ်မှားဘူးဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ဒီယောဘရဲ့အကြောင်းကိုကြည့်တဲ့အခါမှာဖခင်သခင်ကဒုက္ခဆင်းရဲခြင်းတွေကိုခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်တကယ်တမ်းဖြတ်စည်းတာကတော့စာတမ်းပဲဖြစ်တယ်ဖခင်ကဘာလို့ခွင့်ပြုလိုက်ရလဲဆိုရင်တော့ယောဘရဲ့ဖြောင့်မတ်ခြင်းကိုမှတ်ကြောက်တင်ဖို့ရန်အတွက်ယောဘရဲ့ဖြောင့်မတ်ခြင်းကိုပေါ်လွင်စေဖို့ရန်အတွက်ဒီဒုက္ခဆင်းရဲခြင်းနဲ့စစ်ဆေးလိုက်ခြင်းဖြစ်ပါတယ် ။ဒါကြောင့်မို့ယောဘကပြောတယ်ရှူကဲတော့ငါ့ကိုစစ်နေတာ။စစ်တော်မူခြင်းကိုခံပြီးမှရှူကဲတော့ငါကတနေ့မှပေါ်လာမယ်။ဖခင်ကောင်းကြီးမင်္ဂလာကိုတနေ့မှခံစားရမယ်လို့ယောဘကမျှော်လင့်ခြင်းရှိပါတယ်။သူကဒုက္ခဆင်းရဲခြင်းနဲ့မှတီးခံတဲ့အခါမှာဖခင်ရဲ့အတူရှိခြင်းတသက်ကိုခံစားရတယ်။အဲ့ဒီတသက်ထင်ရှားခြင်းကလည်းဖျားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတော့ကိုမျှော်လင့်ခြင်းကိုဖြစ်လာစေတယ်။ဒါကြောင့်မို့ရှင်သောညောစီတိုင်းကျွန်တော်ဘုရားတရားထဲမှာဒုက္ခဆင်းရဲခြင်းတွေကိုဖျားသခင်ကဘာကြောင့်ခွင့်ပြုပေးရလဲဆိုရင်ကျွန်တော်တို့အကျိုးအတွက်ဖြစ်တယ် ကျွန်တော်တာ၍ရင့်ကျက်လာစေဖို့တာ၍ဖရားလိုတော်ကိုသိလာစေဖို့ကျွန်တော်အသက်တာထဲမှာရှူေကဲ့သို့ပေါ်လာဖို့ရန်အတွက်ဖရားသခင်ကဒုက္ခဆင်းရဲခြင်းကိုရောပါကဲ့သို့ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ခြေသုံးယောက်စီတိုင်းကျွန်တော်ဘွားတတာထဲမှာဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရတဲ့အခါမှာဖရားသခင်ဘာဖြစ်လို့အခုတည်းကဒုက္ခဆင်းရဲခြင်းရနေမလွတ်မြောက်နိုင်တာလဲဆိုပြီးတော့အသင်ကြီးတွားအပြစ်မတင်ပါနဲ့။ရောပါကဲ့သို့သီးခံလိုက်ပါ ယောဘကဲ့သို့သင်ကသီးခံမယ်ဆိုရင်သင်အသက်တာထဲမှာဖျားသခင်အတူရှိတယ်ဆိုရယ်တတ်သိထင်ရှားခြင်းကိုတွေ့ရှိရမှာဖြစ်ပါတယ်။အဲ့ဒီတတ်သိထင်ရှားခြင်းရှိပြီဆိုရင်တော့ဖျားသခင်အနာဂတ်မှာအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတာကိုယုံကြည်မျှော်လင့်ပြီးတော့အသက်ရှင်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဝေငှပါပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။